တိုင်းပြည်ကိုချစ်တာချင်းအတူတူနိုင်ငံကိုချစ်တာချင်းအတူတူအလုံးလုံးတာချင်းအတူတူကျွန်တော်မှလုံခြုံရေးမရှိဘူးကျွန်တော်မှလုံခြုံရေးမရှိဘူးယူနီဖောင်းဝတ်ပြီးတော့အလုံးလုံးမှတိုင်းပြည်တော်ဝင်ထမ်းဆောင်တယ်လို့ထင်တာလားအချို့သောမိတ်ဆွေတွေကိုမေးချင်တာပါအတွက်ကိုအကောင်းဆုံးစပီကာသမားတယောက်အနေနဲ့ရက်တည်ပြီးတော့မှမြမြတတပြောပေးနေတယ်ဆိုတာတနိုင်ငံတတိုင်းပြည်လုံးသိရင် เนาะတိရဲဆရာတော်ဘုရားကြီးလည်းတိရဲအခုမစိုးရင်တိုက်ရိုက်မှာဆရာတော်ဘုရားဆရာတော်ဦးရသူတို့เนาะအမျိုးသားကြီးဆရာတော်တွေတိတယ်လို့နိုင်ငံတော်အကြီးအကဲတွေတိတယ်ဒီကောင်းရှိရသတင်းတွေပါရလဲအခုပြောပြမယ်အခု30မှာတက်မတော်ဘက်ကတော့အပြစ်ခတ်ရဆဲထားတယ် MNDAA 4 week ကစက်ခုနှစ်စီးနဲ့ကားတစ်စီးလုံးလူ9ယောက်30မှာရောက်ရှိနေတယ်မနေ့က အခုဒီနေ့ထက်ရောက်နေတယ်ကျွန်တော်တို့ကနိုင်ငံရေးစစ်ပွဲဆိုပေမဲ့စစ်ရဲ့သဘောတရားကိုနားမလည်ဘူးအခုသူများတွေပြောတယ်ရောက်နေတယ်တော့အခုတကြံတွင်းမှာကန့်ကောတဲခေါ်ဗန်မွေးเนาะသူတို့နိုင်ငံရေးအမျက်ထုတ်မယ်တိုက်နိုင်မယ်တကြံတွင်းမှာเนาะအခုရောက်နေတဲ့ကြောင်မင်းကနေပြီးတော့ဒီနေ့တက်စင်းလာတယ်ထက်ရောက်နေတယ် အင်အားက900ဟိုဘက်တစ်ဘက်ကရောက်လာတဲ့အင်အား900 PDF တွေရောတဲ့နော်ရောက်နေတယ်အများကြီးပဲရောက်နေတယ်သူတို့ကကျွန်တော်ဒါတည်င်းရောက်ပြောတာနော်တည်င်းရကျွန်တော်ကစပီကာတယောက်အနေနဲ့ကျွန်တော်ပြောတာသိတဲ့လူတွေလည်းသိတယ်သူတို့ဘာလုပ်မလဲဆိုတာကိုကိုယ့်အကူစဉ်းစားရမယ် တကယ်ရောက်လာတာဒီနေ့လည်းရောက်လာပြီအင်အားပြင်းပြအင်အားဆိုရင်တို့တထောင်ကျော်နှထောင်လေးပါရှိတယ်။နော်အခုဒီပြင်ဦးလွင်ပြင်ဦးလွင်30နောင်ချိုအုံမတိအုံမကားလမ်းခွဲအခုရွှေညောင်မင်းအခု30မှာနော်ကားတွေလည်းအကုန်လုံးရောက်လာတယ်ကျွန်တော်ရဲ့အမာခံသတင်းပေး9ယောက်6ယောက်ရှိတယ်။နော်ကျွန်တော်ဒီလိုနဲ့ပဲပြင်ဦးလွင်ရဲ့ပြင်ဦးလွင်အတွက်အုတ်တချက်သေးတဲ့ဘွင့်ရ နော်တရားသူရာအေးမင်းအောင်ပြွာမူကြီးနဲ့လက်တွဲတယ်ဟိုမှာရင်းကူပင်မှာအခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ကျွန်တော်အကူ41ကမနေ့ကမှသူတို့အင်းဒိတ်နော်သူတို့တောင်းစင်းလာနော်2000ခုနှစ်၄လပိုင်း9ရက်နေ့ငွေရတု25နေမြောက်နော်ကျွန်တော်အားလုံးပါဝင်ပူပေါင်းပေးနေတာနော်ကျွန်တော်လည်းတက်နိုင်တဲ့သတင်းကိုရရှိတဲ့သတင်းကိုဒီလိုရုပ်ပြပြီးကျွန်တော်ပြောပေးနေတာ နော်အခုသူတို့ပြောနေတာကန်းကောအဲဥမာလူတဲခေါ်လိုပုံစံမျိုးလိုအခုဟိုပါလေဗန်မွေးလိုနေရာမျိုးသူတို့ပြန်ပြီးတိုက်ပွဲဆင်ဖို့ကြံပြီးမှဒီစီရောက်ကို ပြန်တိုက်မယ်အခုကြည့်လိုက်ဖလန်268ဘာဖြစ်နေလဲကျွန်တော်ဒီလိုက်ကနေမပြောချင်ဘူးကျွန်တော်တို့အချိန်ချင်းကကဖလန်ပြောခဲ့တယ်အခုညောင်ချိုး90 90ပဲဘာမှမငင်းနဲ့ ဒီမှာ message တွေရောက်နေတာဖတ်မပြခြင်းလို့เนาะကိုယ့်ဘက်ကတော့ကိုယ့်နိုင်ငံသူကိုယ့်နိုင်ငံသားကိုယ့်တိုင်းရင်းသားလက်နက်ကိုင်တွေဆိုပြီးတော့ဒီငလင်းတံပေးတဲ့ပြည်သူတွေအပေါ်မှာကြည့်ပြီးတော့မှကိုယ့်ရဲ့တမတော်ကငဲ့ညာပေမဲ့အကြီးကြီးတွေကငဲ့ညာပေမဲ့ရန်သူတပုံကဒါတွေကိုသူတို့သိမှာလည်းမဟုတ်ဘူးเนาะ တိမာမတော်ကညောင်ကျိုးစုံ50 50ပဲဗျာအခုနှစ်ချောက်ရှိဘာဖြစ်တော့လဲကျွန်တော်ဘာမှပြောမလို့ထားလိုက်နော်တိုက်နေကြတယ်အခုရွာဆက်နေရွာတမဒါကတော့နေကန်တရင်ပေးရကျွန်တော်ပြောပြတာနော်တမဒီနေ့ ကိုဇော်ဘိုးရင်နဲ့ကျွန်တော်ဟန်တာဝရီယာပြည်သူစစ်ပါတဲ့ဖုံးကင်ပေးပါပြောစရာရှိလို့တဲ့ကျွန်တော်တို့ဆက်နွေရအခက်ခဲကတော့အရန်များတာဗျာတဲ့ပြောရရင်မြေပြင်မှာတိုက်ပွဲကဆက်လက်ဖြစ်ပွားနေစေတဲ့ကဗန်နီစကန်တိုက်ခံရပြီးကတည်းကအခုထိတိုက်ပွဲဖြစ်နေတယ်တဲ့ထိခိုက်ကြဆုံးမှုတွေရှိတယ်တဲ့ကျွန်တော်တို့ပြည်သူစစ်တွေရာစစ်တီတွေနဲ့အတူတူကြရနေရကနေအတူတူတိုက်ပွဲဝင်ခဲ့ကြတယ်တဲ့ယူနီဘောင်းမပြည့်စုံဘူးကြီကာအုပ်ထုတ်မပြည့်စုံလဲအားတက်တယောနဲ့ရွရွချွွွွတိုက်ခဲ့ကြတယ်တဲ့ အထက်ကလူကြီးတွေကလည်းကျွန်တော်တို့ရွာကိုမေ့ထားလားမသိဘူးတဲ့ရဲရင်လည်းမလာလာကြပြီးတိုက်ပွဲကလည်းဖြစ်နေတော့မောင်ကိုဈေးနဲ့မောင်ကိုဈေးကလည်းတဲ့မဝင်ဘူးပြတဲ့အခုဆိုစားတပိတ်တာကို၃သိန်းဖြစ်နေပြီတဲ့ဟမ်စားတပိတ်တာကို၃သိန်းဖြစ်နေပြီတဲ့စားတော်နဲ့ဝဝလေးလေးမစားရတဲ့ကျွန်တော်တို့ပြည်သူစစ်တွေတဲ့ဆေးရုံရှိပေမဲ့လေဆရာဝန်မရှိဘူးတဲ့ဆေးဝါးလုံးလုံးလောက်လောက်မရှိဘူးတဲ့စစ်တီတွေတရားရထားတဲ့သူတွေရှိတယ်တဲ့ကျွန်တော်ကတော့ ထိန်ချမ်းပြီးမဖက်ဘူးကျွန်တော်စပီကာအထက်လူကြီးတွေတီအောင်ပြောမှာနော်တချို့တချို့ဆိုပုတ်တောင်ပုတ်တလို့ဖြစ်နေတယ်ဆေးဝါးမပြည့်စုံလို့တဲ့ရှေ့တန်းမှာစစ်တီဒံရရလို့တဲ့တော့လေကားနဲ့သွားတယ်ဘူးစီမရှိဘူးတဲ့မတည်ရတဲ့ဖြစ်တွေတဲ့အထက်ကအရာရှိလူကြီးတွေကကျွန်တော်တို့ဆက်နေရွာရဲ့အခြေအနေမှန်သိချင်ရင်မြေပြင်ကွင်းဆင်းပြီးလေးလာလို့ရပါတယ်လို့ပြောပေးပါတယ်ကျွန်တော်တို့ဆက်နေရွာအခုဆိုတော်ထဲမှာလည်းမသွားရဲအကျေကျုပ်ချခံရတယ်လို့ဖြစ်နေတာတဲ့ နှစ်နှစ်သုံးနှစ်ကျော်နေပြီတဲ့ရွာမှာအဓိကလိုအပ်တာပဲပြောတော့မယ်ဗျာတဲ့ဆက်နွေရွာအင်အားဆိုတော့ရဲရင်နဲ့ချပေးလို့လုံးဝအဆင်မပြေဘူးတဲ့ဝိုင်တွင်းနဲ့ချပေးမှပဲအဆင်ပြေတယ်တဲ့ဒီဇယ်ဓာတ်ဆီခွဲစိတ်ဆရာဝန်စားငပိဟင်းကျိုဆေးဝါးကျောင်းသုံးပစ္စည်းဆက်ပြတော်ရိုက်ဈေးနဲ့မိန်ကလေးလာကျင်သုံးပစ္စည်းအစားရှိသဖြင့်ပြီးတော့မန်တော်ရွာကနေအောင်သာယာရွာကိုလည်းတိုက်စစ်အမြဲပေါ်ဆောင်နေပါတယ်တဲ့ရန်သူအင်အားကရှိတယ်တဲ့ဒရုန်းနဲ့စနိုက်ပါအားသာလို့ တိုးမရအောင်ဖြစ်နေတာတဲ့မြေပြင်မှာဖြူအောင်မှုရှိတယ်တဲ့အရန်တော်တယ်တဲ့ပေါင်ကိုကြီးမှန်တာတော့အဝတ်စီးပြီးတော့တိုက်တာတဲ့အဲ့လောက်ဂျိုးဂျိုးသောသာတိုက်တာတော့ ਨੇ အစဲခံနေရတယ်တဲ့အထက်ကလူကြီးတွေကလည်းပြောပေးပါတယ်ကျွန်တော်တို့ဆက်နွေရာကိုဘောနော်ပြန်ပြီးတော့ကြည်ပေးပါပေါ့ရှေတန်းကစစ်တီတွေစားတော်ဝဝမစားပဲစစ်တိုက်နေရတာဗျာတဲ့အယန္တနာဖို့ကောင်းတယ်တဲ့နော်အခုနှစ်ချောင်းချစ်ကြပြီလို့တရင်ကြားရတယ်တဲ့ ပြီးရင်ကျွန်တော်တို့စီလာလိုက်မယ်တဲ့ကျင်းသေးလာမှာတဲ့အချိန်မီခဲရန်ရိတ်ခါဖြည့်တင်းဖို့တောင်းဆိုခြင်းပါတဲ့ရန်သူဒရုန်းကချမ်းပါကိုထောင်ထားတာကိုမရတာဗျာတဲ့ဒရုန်းကန်းနဲ့ပြစ်လဲမရဘူးတဲ့ဒရုန်းကြောင့်ပေးဆက်လိုက်ရတဲ့ပြည်သူစစ်တီတွေမနေတော့ဘူးတဲ့ကျွန်တော်တို့စိတ်နေပါကိုပြစ်မထားပါနဲ့လို့ပြောပေးပါတဲ့ဘာလုံးမှမလုပ်ရဘူးဆိုတော့ဝင်ငွေတွေလည်းမရှိဘူးတဲ့လာစားလဲတဲ့ခုတစ်ခေါက်လာမှပဲခုတစ်ခေါက်လာမှပဲပြောမတော့မယ်ဗျာတဲ့ ကလေးကိုမသွားရတာ၃နှစ်ကျော်ပြီဆိုတော့တဲ့ဘာမှမရှိတော့အောင်ပြက်လက်နေပြီတဲ့ကျွန်တော်တို့ဆက်နေရောဟာအတွက် ကြည်ပေးပါတော့လို့ပြောပေးပါတဲ့ကလေးကိုလမ်းပေါက်မှာအဲ့ဒါတွေအကုန်ပြင်ရှင်းလို့ရမှာပါတဲ့ကျေးဇူးပြုပြီးစာတွေဖတ်ပြီးသွားရင်စာပြန်ပေးပါနော်တဲ့သူ့ရဲ့ဟောတော့ဖြောက်လိုက်မယ်ဖုန်းနံပါတ်တော့ဒါကတော့လောက်ပါပေါ့နော် Thank you